မင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သူကတင်းကိုဆွေးလန်းလာအောင်ဘလို့ပြုလုပ်ရမလဲဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေဟာကိုအမေတကယ်လို့ရှင်နေတဲ့သူတစ်ယောက်ကကိုကိုပြင်ပြီးရင်စိတ်ဝင်စားတော့တဲ့အခါကိုရဲ့စိတ်ထိမှခံစားရမယ့်စိတ်ပြက်အားငယ်မှုတွေကိုမိတ်ဆွေကိုယ်တိုင်သိပါလိမ့်မယ် ကို့အနေနဲ့ကို့ချစ်ခင်တဲ့လူရဲ့အာယုံစိမ့်မှုကိုရရှိစေဖို့သူတို့ဖက်ကကို့ကိုပြင်လေတတိယလာစေဖို့နိလေမျိုးစုံစ조사ခေးပေမိဘာမှထူရှားတာမရှိတဲ့အချိန်အခါမျိုးတွေကြုံဖူးခင်မှာပါဒါပေမဲ့မစိုးရိမ်ပါနဲ့ဒီပြဿနာမှာအဖြေရှိပါတယ်ဒီပြဿနာရဲ့အဖြေကတော့ပြင်ပရုပ်ပိုင်းဆိုင်ရာအရှိအအနေမှာဘာမှပြုလုပ်နေလို့တော့မရပါဘူး ဒီပြဿနာရဲ့အဖြစ်အမြင်တကယ်သောရှင်းကတော့ကိုယ့်ရဲ့အတွင်းပိုင်းမှာပဲရှိပါတယ်။အပြင်ပိုင်းဆိုတာရုပ်ပိုင်းဆိုင်ရာအခြေအနေကိုပြောသလိုအတွင်းပိုင်းဆိုတာစိတ်ပိုင်းဆိုင်ရာအခြေအနေဖြစ်ပါတယ်။ဒါကြောင့်မိတ်ဆွေဟာလိုရှင်တဲ့အဖြစ်ကိုရရှိစေဖို့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ပဲအလုံးလုံးဆောင်ရမှာဖြစ်ပါတယ်။ ို့ရဲ့စိတ်ပိုင်းဆိုင်ရာတွေကိုပြောင်းပြင်လှင်ဖို့လိုအပ်ပါတယ်။အဲ့ဒီလိုပြုလုပ်တဲ့အခါကိုယ့်ရဲ့စိတ်ကိုဘသူကထိန်းချုပ်ထားတာလဲ။ဘသူဟာတင်ဖို့အရှိဆုံးလူဖြစ်တယ်လေဆိုတဲ့အရှိခဲအယူအဆတွေကိုပါပြောင်းလဲပြရမှာဖြစ်ပါတယ်။ဒီမီဒီယိုအထင်းမှာတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရှိအအနေတွေကိုဘယ်လိုပြောင်းလဲရမလဲဆိုတဲ့ဤနည်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာအရှိအအနေတွေကိုပြောင်းလဲလိုက်ရှင်းအပြင်ကိုလိုရှင်နေတဲ့ကိုယ့်ရဲ့တစ်ဖက်လူက ကို့အပေါ်ဆွေးလန်းလာပါလိမ့်မယ်။လူရှင်တဲ့သူရဲ့ဆွေးလန်းမှုကိုရရှိစေဖို့အမေတကယ်ပြုပြင်ပြောင်းလဲရမှာက ရုပ်ပိန်းဆိုင်ရာအရှိအနေမဟုတ်ဘဲစိတ်ပိန်းဆိုင်ရာအရှိအနေဖြစ်တယ်ဆိုတာကိုပထမဦးဆုံးနားလည်ရမှာဖြစ်ပါတယ်။ဘာဖြစ်လို့ဒီစကားကိုပြန်ပြောနေရသလဲဆိုရင်လူတော်တော်များများဟာကိုလိုရှင်တဲ့အရာကိုရရှိဖို့အတွက် ကိုယ့်ရဲ့စိတ်ကိုပြောင်းလဲမေးအစမ်းရုပ်ပိန်းဆိုင်ရာအရှိအနေမှာပဲစူးစမ်းအထောက်အထားတွေရုံးကန်နေတာတွေပြုလုပ်နေကြလို့ပဲဖြစ်ပါတယ် အမှန်တကယ်အဓိကပြောင်းလဲရမှာကတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရှိအနေတွေဖြစ်တည်ဆိုတာကိုသိစေရှင်းပါတယ်အိမ်ပိန်းဆိုင်ရာအရှိအနေတွေကိုပြောင်းလဲပြီးရင်ကိုလိုရှင်တဲ့ရလဲကိုဖန်တီးနိုင်ဖို့အချက်၃ချက်နဲ့ရှင်းလင်းပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်၁အချက်ကတော့သင်ဟာသူများရုပ်ရှင်ထေးကတယုတ်ဆောင်မဟုတ်ပါဘူး။သင်ရဲ့ကိုပိုင်ရုပ်ရှင်ရဲ့ဒါရိုက်တာပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့ပထမအဆုံးသိထားရမယ့်အချက်ကတော့မိတ်ဆွေဟာ ကိုဘဝရဲ့တူဒီသောဖန်တီးရှင်ဖြစ်တယ်ဆိုတဲ့အရာပဲဖြစ်ပါတယ်ဒါသည်အမှန်တရားပဲဖြစ်ပါတယ်ဒီလိုသိထားလိုက်တဲ့အခါမိတ်ဆွေဟာစိတ်ခင်စားချက်တွေရဲ့အနှောင်အဖွေးကလွတ်မြောက်စေပါလေ။ကိုယ့်ရဲ့ဘဝကလေးကို ရုပ်ရှင်ကားတကားလိုမြင်အောင်ကြည့်ပါ။မိတ်ဆွေဟာအဲ့ဒီရုပ်ရှင်ရဲ့ဇာညွှန်ရေးဆရာဒါရိုက်တာဖြစ်ပြီးရင်အဓိကဇက်ဆောင်တယုတ်ဆောင်ပေးဖြစ်ပါလေ။ နောက်ထဲမိတ်ဆွေစိတ်ဝင်စားနေတဲ့ကိုယ့်ရဲ့တစ်ဖက်လူအပါအဝင် ကိုယ်ပဲဝင်းကျင်မှာရှိနေတဲ့တခြားသူတွေအလုံးဟာမိတ်ဆွေရေးထားတဲ့ဇက်ညွန်းအတိန်လိမ့်လင်သယုတ်ဆောင်နေရတဲ့သယုတ်ဆောင်တွေသာဖြစ်ပါတယ် ဒါကြောင့်ကိုမဟုတ်တဲ့တခြားလူတွေပေါ့နော်သူတို့ကမိတ်ဆွေအပေါ်မှာဘလို့တွေးတောစဉ်းစားရမယ်မိတ်ဆွေနဲ့ပတ်သက်ပြီးဘလို့ခံစားရမယ်ဘလို့ပြုမှုဆက်ဆံရမလဲဆိုတဲ့ဆုံးဖြတ်ပိန်ခွင်းကမိတ်ဆွေစီမာပေးအပြည့်အဝရှိပါတယ် မိတ်ဆွေဖဲကဗဇင်ညွှန်းကိုမှရေးမထတဲ့အခါတယုတ်ဆောင်တွေကိုလေဘလို့တယုတ်ဆောင်မရမီဆိုတာကိုမပေးတော့တဲ့အခါအဲ့ဒီမိတ်ဆွေရဲ့ကိုပိုင်ရုပ်ရှင်ထေးမှာဘသူကမှစကားတခွန်းတောင်ပြောလို့မရပါဘူးဒါဟာမိတ်ဆွေရဲ့ပါဝါပေးဖြစ်တယ်ဒီနေရာမှာလုံးဝမိထားလို့မရတဲ့အရေးကြီးတဲ့အချက်တစ်ချက်ကတော့ရှိပါတယ် အဲ့ဒါကတော့ကိုယ့်အနေနဲ့ရင်ဆိုင်ကြုံတွေးနေရတဲ့ပြဿနာတစ်ခုကိုဘယ်လိုဖြေရှင်းရမလဲလို့စဉ်းစားနေတာကတော့အဲ့ဒီပြဿနာကိုဆက်လက်တည်ရှိနေစေပါတယ်။ဒါကြောင့်မိတ်ဆွေကကိုယ့်ရဲ့စိတ်ထင်းမှာသူငါ့ကိုစိတ်ဝင်စားလာအောင်ဘယ်လိုပြုလုပ်ရမလဲအဲ့ဒီလိုစဉ်းစားနေတဲ့၍မိတ်ဆွေဟာသူ့ဖက်ကမိတ်ဆွေကိုစိတ်မဝင်စားသေးဘူးဆိုတဲ့ဇက်ညွှန်းကိုပဲဆက်လက်ရေးနေတာနဲ့အတူတူပါပဲ။ ဒါကြောင့်မိတ်ဆွေအနေနဲ့ဘာပြုလုပ်ရမလဲဆိုရင်လက်ရှိဖြစ်ပြနေတဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေ 3D reality ကို အလေးပေးဂရုစိတ်နေစရာ မလိုပါဘူး။သူတို့ပြောနေတဲ့စကားတွေသူတို့လုပ်ရဲတွေကိုကြည့်ပြီးစိတ်ထဲကြနေမေးအစအဲ့ဒီသူတို့ရဲ့ပြောစကားသူတို့ရဲ့လုပ်ရဲတွေဟာငါရုပ်ရှင်ထေးမှာမပါဘူးဆိုပြီးတက်တက်ကြွကြွသာပေးချလိုက်ပါ။ ပြီးရင်ကိုလိုရှင်တဲ့ပုံစံဇဲညွှန်းအစ်စ်ကိုချက်ရှင်းပြင်ရေးပါဒီလိုပြုလုပ်တာကမိတ်ဆွေအတွက်အင်အားတွေဖြစ်စီပြီးရင်အရင်ကို အစွန်ထက်တဲ့နိမ့်နေဆိုတာကိုသိပေးပါနံပါတ်2အချက်ကတော့လိမ့်လင်တောင်းဆိုသူအဖြစ်ကနေပြီးတော့ဆုလဲတပန်းအဖြစ်တော့ပြောင်းလေးလိုက်ပါမိတ်ဆွေဟာမိမိကိုကိုကိုဘွားရဲ့ရုပ်ရှင်ရဲ့ဒါရိုက်တာဖြစ်တည်တော့နားလေသွားတာကပထမအဆင့်ပြီးဖြစ်ပါတယ်ဒုတိယအချက်ကတော့ ကွန်ဘွားရဲ့ရုပ်ရှင်ထေးမှာတရုတ်ဆောင်တယောက်ရဲ့အချစ်ကိုလိုက်ဖဲနေရတဲ့ဇဲရင်နေရာက မိတ်ဆွေရာရှိနေရမှာမဟုတ်ပါဘူးမိတ်ဆွေရှိနေရမယ့်နေရာဟာလူတိုင်းလိုရှင်မမိုးရတဲ့ညင်းပေလို့မရတဲ့ဆုလက်တစ်ခုဖြစ်နေတဲ့အဓိကဇဲဆောင်နေရာပဲဖြစ်ပါတယ် ဆုံလဲဆိုတာလေတင်ဖို့ရှိတဲ့ယတနာတပားဖြစ်ပါတယ်အဲ့ဒီတော့မိတ်ဆွေဟာမိမိကိုကိုယတနာတပားလို့ခံစားနိုင်ဖို့တော့လိုအပ်ပါတယ်မိမိကိုကိုယတနာတပားဖြစ်တယ်ဆိုတဲ့စိတ်ခံစားချက်မျိုးကိုခံစားနိုင်ဖို့စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတစ်ခုတော့ပြုလုပ်ကြပါမယ်အဲ့ဒီလေ့ကျင့်ခန်းမှာဒါမျိုးသာဆိုရင်ဘလောက်ကောင်းလိုက်မလဲဆိုတဲ့မေးခွန်းနဲ့မိစေရဲ့အတွေးတွေကိုပုံဖော်ကြည့်ရမှာဖြစ်တယ်။ ဥပမာငါဟာဘင်းနီယာကိုပဲရောက်ရောက်လူအများရဲ့အာယုံစိမ့်မှုအခင်အားဆုံးနဲ့ဆွေးဆောင်မှုအရှိဆုံးသူဖြစ်နေပြီဆိုရင်ဘလောက်ကောင်းလိုက်မလဲငါသဘောကျတာကိုရဖို့တခြားသူတွေကစ조사နေရပြီးငါကတော့ဘာအားထုတ်မှုမှပြုလုပ်စရာမလိုဘူးဆိုရင်ဘလောက်ကောင်းလိုက်မလဲ ဘဝရဲ့အကောင်းဆုံးအရာတွေအလုံးဟာငါအတွေ့အမြင်နဲ့အစဉ်သင်းဖြစ်နေပြီးငါတောင်းဆိုစရာတောင်မလိုဘူးဆိုရင်ဘလောက်ကောင်းလိုက်မလဲဒီလိုမင်းခွန်းနေနဲ့ပုံဖော်ကြည့်ပါဒါဟာမာနာကြီးဘောပြောနေတာမဟုတ်ဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲမှာမှတ်ထားတဲ့အရာတွေကိုပြောင်းလဲခိုင်းတာပဲဖြစ်တယ် ကျွန်တော်တို့အနေနဲ့ကိုလိုရှင်တဲ့ရလဲကိုရရှိနိုင်ဖို့ငါကဘလို့လုံးပြီးရင်ပြုတ်လို့ရမလဲလို့စဉ်းစားနေမိအစအခုအချိန်ကစားပြီးရင်အဲ့ဒီအရာရရှိနေတဲ့သူတယောက်အဖြစ်မိမိကိုကိုစဉ်းစားဆုံးဖြတ်လိုက်ပါ ကိုလိုရှင်တဲ့အရာရရှိနေတဲ့လူတယောက်အဖြစ်မိမိကိုကို အခုအချိန်ကစားပြီးရင် စတင်နေထိုင်ပြုတ်မှုလိုက်ပါ မိတ်ဆွေရအဲ့ဒီလိုလူတယောက်ဖြစ်တဲ့အကြောင်းကို ကိုယ့်ရဲ့စိတ်ထဲမှာအခိုင်အမာလက်ခံလိုက်တဲ့အခါကိုနဲ့သက်ဆိုင်တဲ့ပတ်ဝန်းကျင်ကလူတွေကလေအဲ့ဒီအတိုင်းမိတ်ဆွေအပေါ်ကိုရှုမြင်လာပါလိမ့်မယ်သူတို့ရဲ့ဆက်ဆံပုံကလေကိုစဉ်းစားတဲ့ပုံစံအတိုင်းလိမ့်လည်ပြောင်းလဲပြီးဆက်ဆံလာပါလိမ့်မယ်မြေပေသောအချက်ကတော့လျှင်းလျူရှုရှင်းဖြင့်ဆွေးနွေးမှုကိုဖန်တီးပါဒီနည်းနဲ့ကအရင်ကိုထိရောက်တဲ့နည်းနဲ့ဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုရင်ကို့အနေနဲ့တစုံတရာအပေါ်မှာဆွေးလင်းတင်တာမှုတွေရှိနေပြီးရင်ယုံမထွက်နိုင်ဖြစ်နေတယ်ဆိုရင်ဒီနီးလန်းကအကောင်းဆုံးနည်းနဲ့ပဲဖြစ်ပါတယ်ဒီနည်းလမ်းကတရားထိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပြီးကိုယ့်ရဲ့စိတ်ထင်းမှာပေါပေါပါပါနဲ့စိတ်ကူးရင်ပုံဖော်မှုတွေပြုလုပ်ရမှာဖြစ်တယ်။ ကို့အနေနဲ့စိတ်ကူးရင်တဲ့အခါဘာတွေကိုစိတ်ကူးရင်ရမလဲဆိုရင်ကို့ရဲ့တစ်ဖက်လူကကို့ကို အပြင်းအထန်ဆွေးနဲ့နေတာတွေကို့ရဲ့အာယုံစိတ်မှုတွေကိုရရှိဖို့သူ့ဖက်ကတောင်းပန်နေတာတွေကို့မရှိရင်မနေနိုင်ဘူးဖြစ်နေတဲ့ပုံစံတွေကိုမြင်အောင်ကြည့်ပါဒီနေရာမှာအရေးကြီးတဲ့အချက်တစ်ချက်ကတော့ရှိပါတယ် ကိုအနေနဲ့စိတ်ကူးရင်ပုံဖော်မြင်ရောင်တဲ့မြင်ကွင်းထေးမှာကိုကအရင်ကိုပျော်ရွှင်ပြီးရင်စိတ်လှုပ်ရှားနေတာမျိုးမဟုတ်ဘဲနဲ့အင်းစေးတည်ငြိမ်ပြီးရင်တစ်ဖက်လူကိုအရင်တိတ်ပြီးတော့ဂယုမစိတ်တဲ့ပုံစံမျိုးဖြစ်နေဖို့လိုအပ်ပါတယ်ကိုရဲ့တဖက်လူဟာကို့အတွက်အရင်ကိုအရင်မကြည့်တဲ့ပုံစံမျိုးအနေနဲ့နေထိုင်ရမှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်ကိုကတခြားသူတွေကိုအရင်အရင်မကြည့်ဘူးကို့အတွက်ဆိုရင်တိတ်အရင်မပါတဲ့လူတွေဖြစ်မှသားလျင် ကိုဟာအရေးကြီးတဲ့လူဖြစ်နေမှာပေါ့ကိုကတခြားသူတွေကိုအရေးတကြီးအရေးပေးဆက်ဆံနေတဲ့၍ကိုဟာအရေးကြီးတဲ့လူတယောက်ဖြစ်လာမှာမဟုတ်ပါဘူးဥပမာအားဖြင့်တဖက်လူစီကစရွေရောက်လာတဲ့အခါချက်ချင်းကြီးဝန်တာအာရနဲ့စမပြင်းပေးကိုယ့်ရဲ့စိတ်ထင်းမှာအော်သူပဲနောက်အပက်မှာစပြင်းလိမ့်မယ်ဆိုတဲ့စိတ်ခင်စားချက်မျိုးနဲ့နေရမှာဖြစ်တယ်။ ီမိချင်းခံပြုလုပ်ဖို့အတွက်သင်းသဲမြင်ကွင်းတစ်ခုကိုထက်ခါထက်ခါစဉ်းစားနေစရာ မလိုပါဘူးကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုဆွေးနွေးနေကြောင်းပြသနေတဲ့မြင်ကွင်းအမျိုးမျိုးကိုကိုယ့်ရဲ့စိတ်ထင်းမှာပုံစံအမျိုးမျိုးနဲ့ရှိနေဖို့ပဲလိုအပ်ပါတယ်ဒီလိုပုံစံမျိုးနဲ့တရားထိုင်လေ့ကျင့်ခန်းကိုပြုလုပ်ရမှာဖြစ်တယ်။ဒီလေ့ကျင့်ခန်းကိုညအိခါနီးအချိန်မှာပြုလုပ်ပါ။ တရားထိုင်လေ့ကျင့်ခန်းကိုပြုလုပ်တော့မည်ဆိုရင်ပထမအဆုံးအနေနဲ့ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကို ဖြည့်လျှော်လိုက်ပါပြီးရင်အသက်ရှူလေ့ကျင့်ခန်းကိုပြုလုပ်ပါအသက်ရှူလေ့ကျင့်ခန်းကိုပြုလုပ်တဲ့အခါဝင်လေထွက်လေကိုဖြည်းဖြည်းနဲ့မှင်မဲ့လင်းလေးနဲ့နဲ့ရှူချိုက်ပါဒီလိုအသက်ရှူလေ့ကျင့်ခန်းကိုပြုလုပ်တာကို9မိနစ်ကနေ10မိနစ်အတွင်းပြုလုပ်ပါ ီလိုအသက်ရှူလေးကျင့်ခင်ပြုလုပ်ရင်းနဲ့ကိုယ်စိတ်ကလေးတည်ငြိမ်လာပြီဆိုရင်ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုဆွေးနွေးနေတဲ့ပုံစံအမျိုးမျိုးကိုသာကိုယ့်ရဲ့စိတ်ထင်းမှာစိတ်ကူးရင်ပုံဖော်မြင်အောင်ပါသူဖက်ကမိษွေကိုဆွေးနေနေတော့စာရီပို့နေတာမိษွေကို ဖုံးတွေဆက်နေတာလူရှင်းလာတွေ့တာ မိတ်ဆွေရဲ့အချစ်ကိုရရှိရင်တော့အမျိုးမျိုးတောင်းပန်နေတာမိတ်ဆွေကိုဆွေးနေနေတော့အရင်ကိုဂယုတစိုက်ပြုတ်မှုနေတဲ့ပုံစံတွေအဲ့ဒီလို ပုံစံမျိုးတွေကို ထက်တလေလေးစဉ်းစားပါ စိတ်ကူးရင်ပါဒီလိုစိတ်ကူးရင်ပုံဖော်တဲ့မြင်ကွင်းကိုအာယုံဆူးဆူးစိတ်စိတ်နဲ့ပြုတ်လုံးပြီဆိုရင်၃မိနစ်လောက်ဆိုရင်လုံလောက်ပါတယ်သူ့ဖက်ကမိတ်ဆွေကို အရင်ဆွေးနေနေပြီဆိုတော့စိတ်ခင်စားချက်ကိုသာခင်စားပြီးရင်အိပ်ပျော်သွားပါစေ။ ဒီနီးမြဲရဲ့နောက်ွယ်ကအဓိကကြတဲ့အချက်ကတော့ကိုကိုတန်ရဲ့ဆွေးနွေးမှုပေါ့နော်ကိုကသူ့အပေါ်ဆွေးနွေးနေတဲ့ဆွေးနွေးမှုကိုမိမိကိုကိုဖြိုခွေးပလိုက်တာပဲဖြစ်တယ်။ဘာဖြစ်လို့ဒီလိုပြောရသလဲဆိုရင်ကိုဖက်ကဆွေးနွေးနေတယ်ဆိုရင် ကိုလိုရှင်တာကိုရအောင်တားဆီးနေတဲ့အကြီးမားဆုံးသော ခုခံမှု resistant ပဲဖြစ်တယ်။ဆွေးနွေးမှုဟာ အခုအခင်အတားအဆီးတွေကိုဖြစ်ပေါ်စေပါတယ်ဒါကြောင့်ကိုလိုရှင်ဓာတ်တွေကို မရအောင်တားဆီးနေတာပဲဖြစ်တယ်ဒါကြောင့်ကိုဖက်ကတဖက်လူကိုအရင်ကဂယုမစိတ်ဘူးဆိုတဲ့စိတ်ကိုမွေးမြူဖို့လိုအပ်တာကြောင့်ဒီလိုပုံစံမျိုးပြုလုပ်တာပဲဖြစ်ပါတယ်ကိုရဲ့စိတ်ထင်းမှာတဖက်လူကိုအရင်ကိုဂယုမစိတ်တဲ့စိတ်ကိုမွေးမြူလိုက်တဲ့အခါမှာကိုရဲ့ resistance တွေပျောက်ကွယ်သွားပြီးကိုလိုရှင်တဲ့အရာကိုလွေကူမြင်ဆင်စွာရရှိလာစေမှာဖြစ်ပါတယ်။ ဒီလိုတရားထိုင်တဲ့လီချင်းခင်ကို9ရက်ပဲပြုလုပ်ပါဒီလီချင်းခင်ကိုအချိန်ကြာကြာကြီးပြုလုပ်မေဆိုရင် ကိုယ့်ရဲ့တစ်ဖက်လူကကိုယ့်ကိုဆွေးနေလာတဲ့အချိန်မှာ ကိုယ့်ဖက်ကသူ့ကိုအမှန်တကယ်ပဲစိတ်ကုံသွားတဲ့အရှိအနေမျိုးကို ဖြစ်သွားနိုင်ပါတယ်ဒါရီအလုံးကိုခြုံလို့ပြောရမေဆိုရင်မိတ်ဆွေဟာတစုံတယောက်ရဲ့ချစ်ခင်ဆွေးနေမှုကိုရရှိဖို့တကယ်အစွန်းထက်တဲ့တော့ချက်ကတော့ပြင်ပရုပ်ပိုင်းဆိုင်ရာအရှိအနေမှာဘာမှပြုလုပ်နေစရာမလိုဘူး ို့ရဲ့စိတ်ပိုင်းဆိုင်ရာအရှိအအနေနဲ့ပဲအလုပ်လုပ်ရမှာဖြစ်တယ်ကိုယ့်ရဲ့စိတ်ကို ပြောင်းလဲဖို့လိုအပ်တယ်။နောက်ဒုတိယအချက်ကတော့ကိုယ်ဒီကိုယ်ဘဝအတဲဇင်ញင်းရေးတဲ့သူဒါရိုက်တာပြုလုပ်တဲ့သူပြီးတော့အဓိကဇက်ကောင်ဖြစ်တယ်။ဒါကြောင့်ကိုဘွားရဲ့ဇက်ကောင်ကို ကိုကိုဒိန်ပေးစုကြီးလဲကြီးတစ်ခုအနေနဲ့ရွေးချယ်ရမှာဖြစ်တယ် ိုသည်ဆူလဲကြီးတစ်ခုဖြစ်နေတဲ့အတွက်တခြားသူတွေကညင်းပေတော့မရတဲ့တခြားသူတွေရဲ့လိုရှင်မမိုးဝေကောင်းတဲ့ယတနာတစ်ပါးလေးဖြစ်ပါတယ်။ဒီလိုပါဝါတွေဟာအစကတည်းကမိษွေရဲ့လက်ထင်းမှာရှိနေခဲ့တာဖြစ်ပါတယ်။ဒီလိုပါဝါတွေကိုအသုံးပြုတွေဆိုတာကတခြားသူတွေကို ပြောင်းလဲဖို့ကြိုးစားနေတာမဟုတ်ပါဘူး။ကိုရဲ့စိတ်ကို ကိုကိုတိုင်ပဲထိန်ချုပ်ပြီးရင်ကိုဖြစ်ရှင်တဲ့နေရာစီကို ကိုရဲ့စိတ်ကိုလဲညွှန်ဥတီပေးနေတာပဲဖြစ်တယ်။ ကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်တယ်ဆိုတာကလည်းဘသူကမှထိန်းချုပ်လို့မရပါဘူးကိုယ့်ရဲ့စိတ်ကိုထိန်းချုပ်လို့ရတာသည်ကိုကိုယ်တိုင်ပဲဖြစ်ပါတယ်မိတ်ဆွေဟာကိုဘဝရဲ့ဇင်ညွှန်းရည်သူကိုဘဝရဲ့ဒါရိုက်တာကိုဘဝရဲ့အဓိကဇဲဆောင်နေရာမှာယူပြီးကိုလိုရှင်တဲ့ဘဝကိုဖန်တီးလိုက်ပါလို့ပြောဆိုရင်ဒီဗီဒီယိုကိုနှီးကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပြကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်